ားလုံးပဲမင်္ဂလာပါဒီကနေ့မှာဆိုရင်တော့ကျွန်တော်တို့က Manchester United ရဲ့အဓိကကစားသမားတယောက်ဖြစ်တဲ့ Bruno Fernandes ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ဒါဆွေးနွေးသုံးသပ်ပြီးတော့ကြပါမယ်။အခုလက်ရှိကျွန်တော်က Manchester United အနေနဲ့ Premier League Round 12ပွဲစဉ်အပြီးမှာဆိုရင်တော့တက်လာခဲ့တဲ့သတင်းတွေကတော်တော်လေးဒါရှုပ်ထွေးရလို့ပြောလို့ရတယ်ဒါအဲဒီ Premier League Round 12ပွဲစဉ်မှာဆိုရင် Manchester United အနေနဲ့ဒါ Everton ကိုဒါအင်ဝင်းပွဲစဉ်မှာပဲ Z1 ဆိုတဲ့ရက်လက်နဲ့ဒါရှုံးနေခဲ့ပြီးတဲ့နောက်မှာဆိုရင် United ရဲ့ဒါကွင်းလေပိုင်းမှာအဓိကဒါအားထားပြီးတော့အသုံးပြုရတဲ့ကြောင့်ဒါ Bruno Fernandes ပေါ့နော် Bruno Fernandes ကိုဒါ Manchester United အသင်းဘက်ကနေပြီးတော့လိုအပ်မယ်ဆိုရင်ဒီရာဒီကိုမှတော့မှပဲဒါရောင်းချသွားဖို့အတွက်ဒါစီစဉ်ရှိရဆိုတဲ့သတင်းတွေပဲဖြစ်ပါတယ်အခုလက်ရှိကျွန်တော်တို့က Manchester United အနေနဲ့ဒီရာဒီမှာဒါအငှားချတာရကစားသမားတွေဖြစ်ကြတယ်ကျွန်တော်တို့က Jadon Sancho, Marcus Rashford တို့အပြင်ကျွန်တော်တို့က Malaysia ကိုလည်းကျွန်တော်တို့က United အနေနဲ့ဒီရာဒီကိုမှဒါအပြီးသက်ရောင်းချဖို့လို့သူတို့အနေနဲ့ဒါပြင်ဆင်နေကြတယ်။နောက်ပြီးတော့ဒါ United ရဲ့ကွင်းလယ်ပိုင်းမှာအဓိကအားထားပြီးတော့တုံးနေရတဲ့ Casemiro ပေါ့နော်။ Casemiro ကိုလည်းကျွန်တော်တို့က Ruben Amorim ကတော့ကြိုက်တယ်။ဒါသူ့ရဲ့အက ိုက်ကစားသမားဖြစ်တယ်ဆိုတော့ Manchester United အသင်းအနေနဲ့အဲ့ဒါစာရွက်တန်တိုးတဲ့နေရာမှာဒါလာစာလေးတော့ညှိနှိုင်းဖို့ရှိရဲလာစာကအခုလက်ရှိကျကက်စမဲရိုးရဲ့လောက်ခလာစာလည်း၃သိန်းကျော်ကျော်မှရှိရဲနေထားမှာဆိုတော့လာလာစာတော်တော်လေးများတယ်နောက်ပြီးတော့အသက်ရအပြင်ဆိုရင်လည်းအသက်ရအပြင်ဒါအကြီးပန်းကိုရောက်နေဖြစ်တဲ့အတွက်ကြောင့်မလို့ United အနေနဲ့ဒါကက်စမဲရိုးကိုဆက်ပြီးတော့ထားမယ်ဆိုရင်တော့မှပဲလောက်ခလာစာလေးရှော့မယ်လို့ကျွန်တော်ကတော့မြင်နေနောက်ပြီးတော့ဒီနောက်တစ်မိုက်နဲ့ပတ်သက်ပြီးတော့ Harry Maguire ပေါ့နော် Harry Maguire ရဲ့လောက်ခလာစာကတော့ အခုလက်ရှိတာ3900လောက်ရှိတယ်3900လောက်ကိုမှကျွန်တော် United အနေနဲ့စာရွက်သက်တမ်းထပ်ပြီးတော့တိုးမယ်နောက်ပြီးတော့လောကလာစာအနေနဲ့ကြည့်မယ်ဆိုရင်3000လောက်ပဲဒါ United အနေနဲ့ပေးကျင်တော့တဲ့ပုံစံမျိုးကြီးရှိတယ်အဲ့တော့ United အနေနဲ့ ီယာတီကုန်းမှာဆိုရင်ကိုယ့်နိုင်ငံနဲ့ပတ်သက်ပြီးတော့ဒါအကုန်လုံးပြင်ရင်လည်းဒါလူငယ်ကစားသမားတွေနဲ့ပဲအဲ့သူအနေနဲ့ဒါဆက်ပြီးတော့သွားကြတယ်နောက်ပြီးတော့အခုလက်ရှိကျွန်တော်ကလောကလစာများပြီးတော့အသက်အရွယ်ဒါကြီးနေတဲ့ဒါဝိုင်းရဲ့ကစားသမားတွေဆိုရင်လည်း United အသင်းဘက်ကနေပြီးတော့ဒီခါလေးရှင်းထုတ်ဖို့အတွက်သူတို့အနေနဲ့ပြင်ဆင်နေဆိုပြီးတော့တည်ရတယ်အဲ့တော့နောက်ဆုံးကုန်းကုန်းများဒါ Bruno Fernandes နဲ့ပတ်သက်ပြီးတော့တော့မှပဲဒါပြောသွားတယ် Bruno Fernandes ကိုကျွန်တော်တို့ဒါရောင်းချဖို့လိုအပ်တယ်ဆိုရင်တော့မှပဲရောင်းချပြီးတော့ဒါလူငယ်တက်တက်စားကစားသမားတွေအနေနဲ့ပဲဒါဆက်ပြီးတော့သွားဖို့ရှိတယ်အခုလက်ရှိဒီယာတီမှာဆိုရင် United အနေနဲ့ကျွန်တော်ဒါဥရောပဝင်ခွင့်ရဖို့အတွက်ဒါစူးစမ်းနေ ေတယ်။ရူဘင်အာမိုရင်းလက်ထက်မှာဆိုရင်လည်းခုလက်ရှိဒီယာဒီမှာကဟိုယာဒီအစပိုင်းမှာတော့အဆင်ပြေတယ်။ခုလက်ရှိအနေထားကတော့ဒါအဆင်ပြေလို့ပြောလို့မရတော့ဘူး။ဟိုတယောက်ရောအသင်းနဲ့ကစားတဲ့ပုံစံမျိုးတောင်မှပဲ United အနေနဲ့ဒါကိုတင်လာရမရှိပဲနဲ့01ဆိုတဲ့ရိုက်လက်ကြီးနဲ့ကျွန်တော်တို့အိမ်ဝင်းမှာရှုံနေကြတာကြီးကတော့တော်တော်လေးဒါမျက်နှာပြက်စရာတစ်ခုလိုပဲကျွန်တော်ကတော့မြင်နေ။အဲ့တော့တပတ်တပွဲပဲကန်ရတဲ့အနေထားမှာဒီတပတ်တပွဲမှာနိုင်အောင်မကစားနိုင်ဘူးဆိုရင်တော့ရူဘင်အာမိုရင်းရဲ့အတွက်ကလည်းတကယ်ကိုမလွယ်တော့ဘူး။ဟိုသူတကာတွေကတော့ဒါပြောကြရပါတော့။ဒါရူဘင်အာမိုရင်းရဲ့ဒီလိုအပ်နေတဲ့ကစားသမားတွေကိုဒါဖြည့်တင်းပြီး ဒါ तू ကအခုလက်ရှိဒါ तू လိုချင်တဲ့ကစားသမားတွေကိုပဲဒီຢာစီမှာဆိုရင်လဲဝယ်ပေးတာဒါပေမဲ့အခုလက်ရှိအချိန်ထိဒါဖြစ်ဖြစ်များများလုတ်ပြနိုင်တာဆိုလဲမရှိဘူးသူ့အတွက်သူ့မှာကကျွန်တော်တို့က game plan မရှိဘူးပြောရမှာပေါ့နော်ဒီ game plan မရှိဘူးပုံမှန်ဒါ तू လုံနေကြကစားခွက်ဒါလုံနေကြပုံစံတိုင်းပဲအဲ့ဒါလွယ်ပြီး तू မလုတ်တတ်တော့ဘူးဒါကစားသမားအပြောင်းနဲ့လုတ်တဲ့နေရာမှာကြည့်မယ်ဆိုရင်လဲကျွန်တော်တို့ဒီကစားသမားလဲတာနောက်တန်းဆိုရင်နောက်တန်းနဲ့ပဲလဲတယ်ဒါတိုက်စစ်ပိုင်းဆိုရင်တိုက်စစ်ပိုင်းအဲ့ပုံစံမျိုးနဲ့ပဲလဲသူ့အနေနဲ့ဒီကစားခွက်အချင်းချက်စီနောက်ပြီးတော့ဒီကစားသမားအပြောင်းလဲလုတ်ဖို့ဆိုတာကဝေးသာဝေး ။နောက်ပြီးတော့ဟိုကစားသမားအသုံးပြတဲ့နေရာမှာဆိုရင်လည်း तू အရန်ကြီးသူ့တက် risk များတဲ့ဒါကစားသမားတွေဆိုရင် तू မတော်မှုဘလို့ပဲဖြစ်ဖြစ်အဲ့လိုမျိုးအခြေအနေဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒါ United အနေနဲ့ဆိုရင်လည်းဒီ Ruben Amorim နဲ့ပတ်သက်ပြီးတော့ဒါစဉ်းစားတော့စဉ်းစားရတော့မဟုတ်အဲ့တော့လက်ရှိ DR ဒီမှာဆိုရင် तू ပြောပြထားသလိုပဲကျွန်တော်တို့ဒါဥရောပဝင်ခွင့်ရမှဖြစ်မယ်မရဘူးဆိုရင်တော့ဒါနီးပြအပြောင်းလဲတွေလောက်ရမယ်နောက်ပြီးကွင်းလက်ပိုင်းနဲ့ပတ်သက်ပြီးတော့လည်းကစားသမားတွေ ထပ်ပြီးတော့ဒါဖြည့်ရအောင်မယ်ဗျအများကြီးပဲကြံပါသေးရယူနိုက်တက်အနေနဲ့အခုလက်ရှိဒါ Chelsea တို့ဘာလို့မှီဖို့ဆိုတာကဒါလိုပါသေးရလို့ကျွန်တော်ကတော့မြင်ပါတယ်နောက်ပြီးတော့ဒီကွင်းလယ်ပိုင်းနဲ့ပတ်သက်ပြီးတော့ကြည့်မယ်ဆိုရင်လည်းကွင်းလယ်ပိုင်းကလည်းတော်တော်လေးအဆင်မပြေဘူးနောက်တိုင်းပိုင်းမှာလည်းဒါကျွန်တော်အာကိုအားထားပြုရလောက်တဲ့ဒါမမချာချာကစားသမားတွေ လိုအပ်သေးလို့ကျွန်တော်ကတော့မြင်နေဗျ။အဲ့တော့ကြောင့်မို့ကျွန်တော်ဒီအခုလက်ရှိဒီယာဒီကုန်းမှာဆိုရင်ဒါကစားသမားတွေဖြည့်တင်းဖို့အတွက်အများကြီးရှိတယ်။နောက်ပြီးတော့အဲဒီလိုအပ်မယ်ဆိုရင် ပေါ့နော်ဒီလောကလဆာများတဲ့ကစားသမားတွေအကုန်လုံး United အနေနဲ့ဒါလက်လွတ်လိုက်မယ်။ပြီးတော့ဒီလိုအပ်မယ်ဆိုရင်ဒါ Bruno Fernandes ကိုပါလာရောင်းချသွားဖို့ရှိတယ်ဆိုပြီးတော့ဒီကနေ့မှဒါတတိယနေ့တောက်လျှောက်တက်နေပါတယ်။အဲ United ပြည်သက်တွေနေနဲ့ဆိုရင်ရောဒီကြောင့်နဲ့ပတ်သက်ပြီးတော့ဒါဘယ်လိုမျိုးမြင်ကြလဲ။ နောက်ပြီးတော့ဒီကွင်းလယ်ပိုင်းနဲ့ပတ်သက်ပြီးတော့ Bruno Fernandes ကိုဒီရာဒီကိုမာတာအမှန်တကယ်ပဲဒါလက်လွတ်သွားဖို့ရှိနေတယ်လို့ဒါမြင်ကြတာပေါ့နော် comment မှာတစ်ချက်လောက်ဆွေးနွေးပြီးသွားကြပါဦးအဆုံးနဲ့ကြည့်ရှုပေးကြတဲ့ပရိသတ်တယောက်ရှိနေတဲ့ကိုကျေးဇူးများကြီးတင်ပါတယ်အားကစားသတင်းအစီအစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျော် MM Media ရဲ့ Facebook, YouTube, TikTok တို့ Like, Subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ်ဘလုံးမဲတိုင်းလိုက်ကြည့်ရှုခြင်းနဲ့ပရိသတ်များအနေနဲ့ www.mmmedia.stream မှာလည်းခါမဲတိုင်းလိုက်ဝင်ရောက်ကြည့်ရှုနိုင်ဖြစ်ကြောင်းသတင်းကောင်းပါရင်လည်းနောက်စီစဉ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အဲကျွန်တော်တို့အစီအစဉ်တင်ဆက်သူဖော်ပါလေးပဲဖြစ်ပါတယ်